သတင်းစိုးတွေသတင်းမားတွေကိုပြန်အောင်လုပ်တဲ့သူတွေကိုဒီနိုင်နေတဲ့ဒီအရေးယူတဲ့ဒီတရားဥပဒေကလည်းတတိယရောက်ဖြစ်လာတယ်မော်နော်ရွေးကောက်ပွဲကလည်းလီးလာပြီဆိုတော့အလုံးဘာသာရေးတိုက်ခိုက်တာတို့မျိုးရေးတိုက်ခိုက်တာတို့ရှိနေအားလုံးကမဖြစ်သင့်မဖြစ်တိုင်းကိုစင်ကျင်ပြီးတော့ယုံကြည်ရမှာပေါ့နော်တိုင်းပြည်အပြောင်းလဲဖြစ်နိုင်ခြေရှိတဲ့ရွေးကောက်ပွဲကျင်းပဖို့တလာခွဲလောက်ပဲလူရောတဲ့အချိန်လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Facebook မှာရွေးကောက်ပွဲအောင်နိုင်ရေးမဲဆွယ်စည်းရုံးမှုတွေပါဝင် တတင်းအချက်လက်မျိုးစုံဟာတစထက်တစပိုလို့များလာပါတယ်။ Facebook ပေါ်မှာမီဒီယာစာမျက်နှာအတုတွေလည်းပေါ်ပေါက်လာသလိုတိုင်းပြည်ပြောင်းလဲမှုကိုမလိုလားသူတွေရဲ့ရည်ရွယ်ချက်ရှိရှိတတင်းအမှားဖြန့်ဝေမှုတွေလည်းရှိနေပါတယ်။မြို့ကြီးပြည်ကြီးတွေမှာနေထိုင်သူတွေထက်နေဘက်တွေမှာဒီလိုမျိုးတတင်းအမှားတွေကိုပိုပြီးယုံရတတ်ကြပါတယ်။တတင်းတွေသိရှိဖို့ပြည်သူတွေမိခုံနေရတဲ့မီဒီယာတွေအနေနဲ့တိကျမှန်ကန်ဖို့လိုအပ်သလို မီဒီယာစာမျက်နှာအတူတွေနဲ့ပြည်သူတွေကိုလိမ်လည်လှည့်ပြားသူတွေကိုလည်းအစိုးရက electronic အဥပဒေအရအေးအေးယူပေးတင်ပါတယ်။အစိုးရအနေနဲ့ cyber crime တွေကိုကာကွယ်နိုင်ဖို့ ID ပညာရှင်တွေနဲ့ပူးပေါင်းလှုပ်ဆောင်တဲ့နယ်လို့ရိုးရာလေးစာမျက်နှာတီထောင်သူကိုအောင်ခန်းကပြောဆိုခဲ့ပါတယ်။ဒီတရင်ချက်လက်ကိုယုံကြည်ဖို့မယုံကြည်ဖို့ဆိုတာကဒါလူလူရောက်ချင်းချင်းစီနေဆိုင်တယ်လို့ဒီတရင်ချက်လက်ကိုဖြန့်ချီတဲ့သူနေနဲ့ဆိုင်တယ်ပြီးတော့ဒီတရင်ချက်လက်ကို နဲ့ဒီပြည်သူနဲ့ဂျာမာဒီက control လုပ်ပေးမယ် authority နဲ့လည်းဆိုင်နေပါပြီးတော့ဒီ electronic အုပ်ပရေပေါ့နော်သတင်းစိုးတွေသတင်းမားတွေကို ပြန်နဲ့အောင်လုပ်တယ်ဆိုရင်ဒီပြန်နဲ့အောင်လုပ်တဲ့သူတွေကိုဒီနိုင်နေတဲ့ဒီအရေးယူတဲ့ဒီတရားဥပဒေကလည်း တတိယရောက်ဖြစ်လာတဲ့နယ်မော်နော်ဒါကဒုတိယချက်ပေါ့ဤကဘာမှမော်နော်တစ်ခုကဘာလဲဆိုတော့ဒီဟောပေါ့တရားဥပဒေစိုးမိုးရေးပေါ့နော်ဒီဒီ crime တွေကိုဒီမူကင်းတွေကိုစုံစမ်းဖို့စစ်ဆေးဖို့ဆိုတော့ဒါနဲ့အင်မတန်လိုအပ်တယ်အမျိုးလိုအပ်တဲ့ကမ္ဘာဒီနည်းပညာရလိုအပ်ချက်တွေရှိတယ်အဲ့တော့ဒီလိုအပ်ချက်တွေကိုလည်းအစိုးရဘက်ကနေပြီးတော့လည်းသူတို့လည်းစ조사ပြီးတော့ဖြည့်နေနေပါတယ်ခဲရဲ့ဒီမြန်မာပြည်ကနေတကယ်ပဲထူးချွန်ပါတယ်ပေါ့နော် တက်ကြွမှာလေဆိုတဲ့ ID မြချင်းနေပေါ်ပေါ်လေဆိုရင်ဒီဒီဒီ crime case တွေကို investigate လုပ်ဖို့အတွက်ကိုဒီပညာကြောင့်ဘယ်လိုမှထောက်မှတ်မိနိုင်တဲ့ပစ္စည်းတွေလုတ်ပေးနိုင်တယ်ဒါတွေလုတ်ပြောင်းပေးနိုင်တယ်ဆိုရင်အစိုးရဘက်စီကိုရောင်းသွားတင်ပါတယ်ဒါတွေကိုပြသတင်ပါတယ်ဒါမျိုးတွေဆိုတော့အစိုးရဘက်ကနေကလည်းကြိုဆိုမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဟုတ် internet သုံးစွဲမှုတက်တန်းတိတ်မကြသေးတဲ့မြန်မာပြည်သူတွေဟာ Facebook စာမျက်နှာမှာထက်လာသမျှသတင်းချက်လက်တိုင်းကိုအယုံလွယ်တတ်ကြပါတယ် ဒီအားနှစ်ချက်ကိုဝါရဖြန့်သူတချို့ကအတုံးချပြီးရွေးကောက်ပွဲကိုအနှောက်အယှက်ဖြစ်စေမဲ့ပြိပခမျိုးစုံကိုဖန်တီးလာနိုင်တာမို့ပြည်သူတွေသတိကြီးကြီးထားတဲ့အချိန်ကိုရောက်ရှိနေပါပြီ။တက္ကစီမောင်းရင်တရင်ချက်လက်တွေကိုစိတ်ဝင်တစားဖတ်ရှုနေတဲ့ဦးစိုးတင့်ကတော့ဘာသာရေးလူမျိုးရေးတိုက်ခိုက်မှုတွေဖြစ်လာမှာကိုစိုးရိမ်နေသူပါ။လာမယ့်ရွေးကောက်ပွဲကိုလည်းငင်းငင်းချမ်းချမ်းဖြစ်စေခြင်းနဲ့ဆန္ဒရှိနေပါတယ်။ ကျွန်တော်အနေနဲ့တော့ခုကစားကောင်းနေတော်တော်များများနဲ့ကျွန်တော်တို့တက်စမတီကဖတ်ဖြစ်ပါရဲ့ဖတ်ဖြစ်တဲ့အချိန်မှာတူတင်းအတူတွေတင်းအမှားတွေအဲ့တော့အဲ့အမှုတွေဒီစားတွေမှာမြင်းမြဲတိုင်းစားကောင်းတွေမှာမြင်းမြဲပါလာတယ်ပေါ့နော်ယူကော့ပွဲကလည်းနီးလာပြီဆိုတော့အားလုံးဘာသာရေးတိုက်ခိုက်တာတို့ လူမျိုးရေးတိုက်ခိုက်တာလို့ရှိမယ်အားလုံးကမဖြစ်သင့်မဖြစ်တတ်ကြအောင်ဆင်ကျင်ပြီးတော့ယုံကြည်ရမှာပေါ့နော်အခုတော့တဲ့ဒီရွေးကောက်ပွဲအောင်မြင်ဖို့အတွက်တည်တည်ငြိမ်ငြိမ်လေးနဲ့ကျွန်တော်တို့အားလုံးပေါ့မစူးမညံမဲနဲ့ငြိမ်ငြိမ်ငြိမ်လေးနဲ့ရွေးကောက်ပွဲကိုအားလုံးပါဝင်ဖို့ပေါ့ကျွန်တော်ကတော့တိုက်တွန်းပါတယ်